အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့ဆက်လက်ပြီးတော့အတူတူလေ့လာကြမယ့်သင်ခန်းစာရဲ့ခေါင်းစဉ်ကစုဖစုဖဆိုတာကရင်ကျေးတဲ့အပြုအမူပေါ့နော်ရင်ကျေးတင့်တင့်တဲ့အပြုအမူကိုပြောတာဖြစ်ပါတယ်ရင်ကျေးတဲ့တင့်တင့်နေဆိုတဲ့အကြောင်းအရာပါဖြစ်ပါတယ်ပေါ့နော်စုဖလို့ပြောပါတယ်မနေ့ကကျွန်တော်မိကိုမေးထားတဲ့အရာမှာဒီတယောက်မှန်တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင် ဒီဝါကြတွေအားလုံးထဲမှာဘယ်အရာကအမြင့်တန်ဖြစ်မလဲဆိုပြီးတော့မေးထားတယ်ပေါ့နော်အမြင့်တန်ဘီးကိုမေးရပါဘောနော်ဘယ်ဘီးလဲပေါ့နော်ဘယ်ဘီးလဲဆိုလို့ရှိရင်ပထမအဦးဆုံးချန်ချန်မှာကချောချင်ချောဆိုခေါ်တယ်သူကအမြင့်တန်ဖြစ်တယ်ချောဆိုတဲ့အမြင့်တန်နောက်တစ်ခုကဟာဖြစ်ပါတယ်ဟာဆိုတာလည်းအမြင့်တန်ပေါ့နော်ဟောဟစ်ဖြစ်ပါတယ် ဟောအားဟာဒါပေမဲ့ဟာဆိုတာဒီတော့ကဒါတရာကြီးပေါ့နော်ကျွန်တော်မေးတာအဓိကမေးတာကတော့သူ့ရဲ့ဘီးကိုမေးတာဖြစ်ပါတယ်တယောက်မှန်တယ်ပေါ့နော် sky လေးဆိုတယောက်မှန်တယ်သူပြောတာမှန်တယ်ပေါ့နော်ချောချင်းချောချင်းနဲ့ဟောဟစ်ဖြစ်ပါတယ်အမြင့်တန်နှစ်ခုလုံးကအမြင့်တန်နေပြီပေါ့နော်ကျန်တဲ့ဟာကြီးကတော့အလဲတန်နဲ့အနိမ့်တန်နေနဲ့မျှထားတာပေါ့နော်ဒီထဲမှာအမြင့်တန်ကနှလုံးပဲပါတယ်ပေါ့နော် ဲ့ဒီတော့ကျွန်တော်တို့ဒီသင်ခန်းစာစုဖပ်သင်ခန်းစာကိုအတူတူလေ့လာမယ်သင်ခန်းစာရဲ့နောက်ဆုံးမှာလည်းကျွန်တော်တို့အတူတူပဲဆက်လက်ပြီးတော့မေခွန်းကိုအတူတူဖြေကြမယ်ပေါ့နော်ဒီနေ့သင်ခန်းစာကဘာရေးထားမလဲဆိုရင် စကားအပြောစုမရင်ကြည်ချင်းကလူတွေကို မကြိုက်ဖို့ဖြစ်စေတယ်ပေါ့နော်စကားအပြောစုမရင်ကြည်လို့ရှိရင်လူတွေကမကြိုက်ဘူးပေါ့နော်အဲ့လိုသဘောမျိုးပေါ့နော် ဲ့ဒါကိုဘယ်လိုပြောမလဲဘယ်လိုရေးမလဲဆိုရင်ဒီထဲမှာခွဲရေးထားတဲ့အကောင်လုံးခွဲရေးထားတာအချင်းချင်းအကောင်လုံးကအတိတ်ပဲကိုစီရှိကြတယ်ပေါ့နော်ပြောမယ်ဆိုရင်간포ไม่สุภาพทําให้คนไม่ชอบการพูดဆိုတာစကားပြောဆိုခြင်းစကားပြောဆိုတာကိုပြောတာမိုက်สุภาพမယဉ်ကျေးဘူးสุภาพဆိုရင်ကြီးတယ်မိုက်สุภาพဆိုတော့မယဉ်ကျေးဘူးทําให้คนလူတွေကိုဖြစ်စေတယ် ทําให้ဆိုတာကဖြစ်တာဖြစ်စီတာပြောทําให้ခုံဆိုတာလူတွေကိုဖြစ်စီတယ်ဘယ်လိုဖြစ်စီတာလဲမိတ်ချော့မကြိုက်ဖို့ဖြစ်စီတယ်ทําให้ခုံမိတ်ချော့မကြိုက်ဖို့ဖြစ်စီတယ်ပေါ့เนาะကဲအဲ့တော့ကျွန်တော်တို့ဒီထုံးစံတိုင်းရေးကြည့်မယ်ကောအာရောကန်ကန်ကိုကျွန်တော်တို့နောနုနဲ့တက်ကြတယ်ပေါ့เนาะဒါပေမဲ့ရောရီယာနဲ့တက်တယ်နောနုမဲကွန်မှာပါပါတယ် กออารอการสุวินกออานอการสุวิรอัดูดูไปอตันตูเลยปอเนาะยี้มั้ยสุกออารอการหนูก็ยี้อ่ะมพออุดอผู้สกาเปียวเดพออุดอผู้เปียวเดไม่สุภาพมอไอไม้ไม้เอกไม้สออุสุพออาพอภาพไม่สุภาพ ทำให้คน ทออำธรรมหอไอหาย ไม่ถูกให้ข้ออุนอข้ออุนอคนทำให้คน ไม่ชอบ มอไอไม่ไม่เอกไม่ชออบอชอบไม่ชอบ การพูดไม่สุภาพทำให้คนไม่ชอบ စကားပြောဆိုမရင်ကြီးချင်းကလူတွေကိုမကြိုက်စေဖို့ဖြစ်စေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စကားပြောဆိုရင်ကြီးရမယ်ဆိုတဲ့သဘောမျိုးပေါ့နော်ကျွန်တော်တို့တွေစိတ်ဆိုးစိတ်ညစ်နေတဲ့အချိန်မျိုးမှာပြောလိုက်တဲ့စကားတွေကစိတ်ဆိုးနေတဲ့အချိန်မှာပဲပြောလိုက်တာပေါ့နော်ပြီးွားလို့တွေးအေးွားလို့ရှိရင်အဲ့ဒါတွေကစကားဆိုတာနှုတ်လို့မရတော့ဘူးပေါ့နော်အဲ့လိုသဘောမျိုးပေါ့နော်ကန်ဖိုးမိတ်ဆိုဖာထာမိုင်းခွန်မိတ်ချော့ စကားပြောဆိုမြင်ကြေးချင်းကလူတွေကိုမကြိုက်စေဖို့ဖြစ်စေတယ်ပေါ့နော်ဟုတ်ပြီအဲ့မှာတလုံးချင်းကိုကျွန်တော်တို့တွေလေ့လာမယ်ကံဖို့စကားပြောတယ်စကားပြောချင်းမိုက်စုဖမရင်ကြေးဘူးထာမိုင်းခွန်ဆိုတာကဒီနေရာမှာခွန်မတုံးလို့ရရပေါ့နော်တဘောတစ်ခုကတကယ်လို့အတိတ်ပဲယူမယ်ဆိုထာမိုင်းဆိုတာဖြစ်စေတယ်ကိုပြောတာမိတ်ချော့မကြိုက်ဘူးချော့ကြိုက်တယ်ဟုတ်ပြီနော် ဲ့တော့ကျွန်တော်တို့သင်္ကန်းစာရဲ့နောက်ဆုံးမှာမေးခွန်းမေးမယ်ဒီနေရာမှာစုဖယဉ်ကျေးတယ်စုဖသာယဉ်ကျေးတယ်အဲ့ဒီလိုပဲကျွန်တော်တို့တွေစုဖနဲ့အတန်တူတယ်အတန်တူတယ်ဒါပဲနည်းနည်းလေးတော့သူရဲ့ဘီးတလုံး ဖြီးတလုံးကအဲ့ဒီနောက်မှာရှိသေးရပေါ့နော်အဲ့ဒါကိုစုဖားနဲ့အတန်တူတဲ့စကလုံးတလုံးရှိသေးရအဲ့ဒီစကလုံးတလုံးကလည်းတခြားအသေးပဲတက်ရောက်တဲ့စကလုံးပေါ့နော်အားလုံးကြားဖို့မယ်လို့တော့ထင်တယ်ပေါ့နော်အဲ့ဒါကြောင့်လွယ်ကူတဲ့စကလုံးကိုမေးတာပါစုဖားနဲ့အတန်တူတဲ့အသေးပဲကတခြားအသေးပဲတမျိုးရှိတဲ့အရာမျိုးအဲ့ဒီဟာကိုဘယ်လိုသိသိနိုင်တယ်လဲဘယ်လိုသိလဲပေါ့နော်သိလို့ရှိရင်ကွန်မန့်ထဲမှာဖြေကြပေးပေါ့နော်သိလို့ရှိရင်လည်းဒီလေးလာတာလေးလာမှုအကောင်းတဲ့သဘောကိုတက်ရောက်တယ်ပေါ့နော်စုဖား နဲအတန်တူတဲ့စကလုံးတစ်လုံးဟုတ်ပြီနော်အားလုံးဖြည့်နိုင်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခွန်ခါ